အားလုံးမင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aurora Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 32နန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလံကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးပါမယ်ဒါကြောင့်ပရိသတ်လေးတို့ကထောစံတိုင်း VPN လေးခဲ့ပြီးတော့မှဇလံလေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးကြပါအောင်နော်မင်းနားချမမပါဦးငါနဲ့တွေ့မလားလို့မေးနေတာပါအာငါ ငါဒါရီအလုံးကတီယိုကိုမနာလို့ဖြစ်အောင်လုပ်ဖို့အတွက်ကျွန်တော်ရဲ့အစီအစဉ်နဲ့မှာပါဝင်နေလို့ထင်တာရောအခုမင်းလောက်ရမှာကသူ့လေးလေးရှူထားလိုက်ပြီးတော့ငါစီကိုပြေးလာဖို့ပဲနော်ငါကိုပဲအာရုံစက်လိုက်ပါတော့ဟေးမင်းငါနောက်ကိုလမ်းနေနေတော့နော်အဲ့ဒါကဒီကရန်ကျတော့ကျွန်တော်ကိုကြော်ပြီးတော့သူကတခြားတယောက်စီကိုထွက်သွားပါတယ်ဟေးနက်ဆာစားပြီးပြီလားဒါဆိုလဲငါနဲ့တူလိုက်စားလိမ့်နော် လာပါတွားရအောင်အဲ့ဒါကပါလေသူငေါ့သဘောကျနေလို့ထင်တာရောဒီလိုမျိုးလွယ်လွယ်လေးနဲ့လက်ရှော့ပြလိုက်တယ်ပေါ့လေငါကလည်းဘာဆောင်မလို့သူလက်ရှော့သွားရဆိုပြီးတော့တွင်းနေမိတာလေဘလို့ပဲဖြစ်ဖြစ်သူကငါလက်ကပြေးလို့လို့မှမဟုတ်ပါဘူးဟဲဟိုမှာကြည့်ကြစားအဲ့ဒါကငါရဲ့စီနီယာအီလီယိုနဲ့ဂရိတ်တို့မဟုတ်ဘူးလားသူတို့ကတွင်းနေကြတယ်လို့ငါကြားတယ်ဟုတ်လားကြည့်ပါဦးဟာသူတို့နှစ်ယောက်ကဆက်ရလေးနော် ကြည်တာနေတဲ့အရှမ်းလိုက်ပတ်တော့ခံစားမိနေတယ်။ကျွန်တော်ရရှိမှလာပြီးတော့မျက်စိနှောက်နေကြတဲ့အိမ်နှစ်ယောက်ကိုကျွန်တော်ကြည့်မရတော့ပါဘူး။ဒီမှာမင်းကောင်းမှဒါလေးကတ်နေရယ်နော်။အာကျေးဇူးပါ။အဲ့ဒီနေ့ကလေးကစားပြီးတော့အီလီယိုနဲ့ကျွန်တော်တို့ကအခွဲလို့မရအောင်ဖြစ်သွားခဲ့ကြပါရဲ့။ကျောင်းကလေးတွေအားလုံးကလည်းကျွန်တော်တို့ကြွေးနေကြတဲ့အကြောင်းကိုပဲတီတူတီတူပြောနေကြပါရယ်။ဒါဆိုရင်အပြင်းနဲ့တော့မယ်နော်။တတ။မင်းကပြောနေရပေါ့လေ။တေယော မိဘတွေပြောနေရလဲကွမင်းကတင်ငယ်ချင်းအစ်တလေးနဲ့ရန်ကိုတာရနေရပေါ့ဟုတ်လားငါကတော့မင်းငေါ့ဘလို့တောင်းမမလဲဆိုပြီးတော့စောင့်နေကြတာမင်းရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြင်ပြီးတော့ငါစီမှာအတလားခံမန်းတွေကိုစောင့်နေကြတာငါကလည်းမင်းကိုခွန့်လွတ်တယ်လားမတင်လားစတာကိုတွေးနေကြတာလေအဲ့တော့ကရန်နင်းကလည်းပဲရှိသေးတယ်မင်းကအခုတော့လွှတ်လျှောက်သွားပြီပေါ့မင်းကအဲ့လောက်တောင်မှစိတ်ပြောင်းလဲလိုက်တာလားတကယ်ကြီးအစ်တနောက်ကိုအခုဆိုရင်တကောက်ကောက်ပါအောင်လိုက်သွားတတ်ပြီပေါ့အိုး အားလုံးကပြောနေကြသလိုပဲတကယ်ချင်းမဟုတ်ဘဲနဲ့ရီစာမြတ်ဖြစ်နေတာလားနော်။မေရှန်လွတ်သွားပြီနော်တီအိုအီလီယိုကငါတကယ်ချင်းသူနဲ့ငါနဲ့ငါတို့ကအစကျတော့မီနာအခုကျတော့အီလီယိုမီယာအလောက်တောင်မှအကောင်လုံးနဲ့တကယ်ချင်းဖြစ်နေတာပေါ့လေ။ငါတို့ကခင်လာခဲ့တာရန်ကိုဂျာနီပြပဲကိုထပ်ပေမဲ့မိမအဲ့ဒီလိုစိတ်တက်မျိုးရှိနေမှငါတကယ်မသိခဲ့တာ။ငါအဲ့ဒီလိုမဟုတ်ဘူးနော်တီအိုမိမဖြစ်လို့အဲ့ဒီလိုစကားလုံးကျွမ်းတွေငါ့ကိုပြောရတာလေ။ ငါမုံဆုံးရှာကဘာလဲမသိလားကိုပြောထားတဲ့စကားလုံးကိုမကြည့်တဲ့သူတွေကိုအရှမ်းမုန်းတယ်အခုတော့ငါလည်းအဲ့ဒီလူကိုဆုံးရှုံးလိုက်ရတာပေါ့မင်းလိုလူမျိုးကတော့လွတ်ပြစ်လိုက်ရမယ်မင်းကတကယ်ပဲငါ့ကိုအဲ့ဒီလူကြွေးတဲ့ဆွဲငါတို့လည်းထွက်ထွက်ရစရာအကြောင်းမရှိတော့ဘူးပေါ့ကောင်းပြီလေဒါဆိုလဲငါတို့ရဲ့တငယ်ချင်းဆက်ဆက်ရေးကိုဒီမာရီမြတ်အဆုံးတက်လိုက်ရအောင်မင်းလည်းငါစီမှာဆက်ပြီးတော့မင်းတို့ချင်းတော့ booster တိတာပါရယ်တက်တာကျွန်တော်ဘာကြောင့်များအဲ့ဒီလိုစကားလုံးတွေကိုပြောလိုက်မိတာပါလဲ ကျွန်တော်သူ့မျက်နှာကိုမြင်တဲ့အချိန်တိုင်းနှလုံးသားထဲမှာမိုးကြက်သွားတယ်လို့ခံစားလိုက်ရပါတယ်။အခုကျွန်တော်ခံစားနေရတဲ့ခံစားချက်ကြီးကဘလို့ခံစားချက်တွေရောထွေးနေလဲဆိုတာကျွန်တော်လည်းသိချာမသိတော့ပါဘူး။ကိုယ့်ရဲ့အစ်ဆုံးတင်ကြယ်စင်ကိုတခြားသူတောင်နေမြင်ရလို့မနာလို့ဖြစ်တာလား။ဒါမှမဟုတ်စိတ်ဆိုးမိတာလား။ကျွန်တော်အရင်ညကအများကြီးကိုကြွေးခဲ့ပါတယ်။ကျွန်တော်ချစ်ရတဲ့သူတယောက်ကကျွန်တော်ကိုဒီလိုမျိုးစကလုံးကြဲကြဲနဲ့ပြောလိုက်မှလို့ကျွန်တော်တကယ်မထင်ထားခဲ့တာပါ။ Morning Gray မင်းမျက်လုံးကဘာဖြစ်နေရလဲ။ ငိုထားတာလားအီလီယိုငါတို့ဒီကိစ္စကိုဒီမှာရရှင်းလိုက်သင့်ပြီထင်တယ်တီယိုကငါ့ဘော်ခန်စားချက်မရှိပါဘူးကွာသူငါ့ကိုပြောလိုက်တာအရှမ်းလို့နေပြီးတော့ငါရရဆက်ဆက်ရေးကလည်းအခုဆိုရင်ပြီးဆုံးသွားပြီလေဟမ်ဟုတ်လို့လားကျောက်ကဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်တာလဲသူမျက်နှာမှာမင်းကိုကြည့်တဲ့အကြည့်တွေကနေတဆဲငါအားလုံးမြင်နေရတာပဲ哦ငါခုတော်တော်မယ်နေပါဦးငါတို့အခုတလောအတူတူရှိနေကြတဲ့အချိန်တွေအတွင်းမှာမပြော့ရလား ဘာဖြစ်လို့အဲ့လိုမေးတာလဲကွာငါတကယ်ပြောပါရယ်ငါလည်းတူတူပဲလေပြောတော့ထက်တောင်ပူပါသေးတယ်ငါတက်ကတော့အခုချိန်ကစပြီးဘရမအတူရောမဟုတ်တော့ဘူးနော်ငါသာမင်းပေါ်မှာခန်းစားချက်တကယ်ရှိရယ်ဆိုရင်မင်းကဘယ်လိုပြပြောမှာလဲအဲ့ဒီအချိန်မှာကျွန်တော်နည်းနည်းဆိတ်ရှုပ်ထွေးသွားပါရယ် gray ငါနဲ့တူလိုက်ခဲ့ gray မတော်ရဘူးနော်မင်းငါမေးတော့မဖြေရသေးဘူးသူ့ကိုလှုပ်လိုက်စမ်းငါသူ့ကိုခေါ်သားမလို့မင်းကသာသူ့ကိုလှုပ်ရမယ်သူပါ ်သူကမင်းနဲ့လိုက်မှာမဟုတ်ဘူးနော်မင်းကသူ့ကိုခေါ်သွားအောင်လို့မင်းကိုမင်းပါထင်နေလို့လဲမင်းတို့နှစ်ယောက်ကတငယ်ချင်းကြီးတော့မဟုတ်ကြတော့ဘူးဆိုတော့ငါကြားမိပါတယ်အဲ့ဒါကမင်းနဲ့ဆိုင်ပါဦးငါ့ကိုလာပြောမနေဘဲနဲ့သူ့မနှိမ့်ဆက်ပါနဲ့တော့လားသူ့ရဲ့ခန်းစားချက်တကောမင်းကနားလေလို့လားငါခွင့်ပြုမှ तू ကနောက်ထပ်တငယ်ချင်းထားခွင့်ရှိမှာငါရှိရနေအခုချက်ချင်းဖယ်လိုက်ပါငါမင်းကိုလက်သီးနဲ့မထိုးမိခင်ပေါ့ငါမဖယ်ဘူးလို့ပြောရင်မင်းပါလုံးပါလေလေတုကချက်ချင်းတင်းမာလာခဲ့ပါရဲ့ အီလီယိုနဲ့တီယိုတို့နှစ်ယောက်လုံးတယောက်နဲ့တယောက်နဲ့ကော်လာနီကိုဆက်ပြီးတော့အတင်းထိုးတက်နေကြပါတယ်။မရှက်မနာတဲ့တပ်ပုတ်နေကြပြီးတော့ကျွန်တော်ချောင်းနဲ့အခုဆိုရင်ပွဲဖြစ်နေကြပြီလေ။သူတို့ရန်ဖြစ်နေတာကကျွန်တော်တက်ပုတ်ပြီးတော့ဆိတ်ရှုပ်စီပါတယ်။တော်လိုက်တော့မင်းတို့နှစ်ယောက်လုံးတော်လိုက်တော့အဲ့ဒီတော့မှအီလီယိုမြေကြီးဘက်ကိုလဲချပြီးတော့တီယိုလဲရှာလိုက်ပါတယ်။ကျွန်တော်တီယိုရဲ့လော့ကိုဆွဲလိုက်ပြီးတော့အဲ့ဒီနေရာကနေထွက်လာခဲ့ပါတယ်။မင်းပါဖြစ်နေရလဲ။ ကျမပေါ်နေတဲ့မဟုတ်ကဟုတ်ကသတင်းတွေကြားရဲကနေပြီးတော့မင်းကိုကဲထုတ်နေရလေအဲ့ဒါတကယ်ဆိတ်ရှုပ်ဖို့ကောင်းတဲ့အရာဆိုတာမင်းသိရလားငါကဘာလို့လို့လဲမင်းကမီနော့ကိုသဘောကျတယ်လို့ငါထင်နေတာအခုကျတော့အီလီယိုသူကမင်းရဲ့နောက်ထပ်အချမ်းစီတစ်ခုလားဟာမင်းကတကယ်ကိုပညာရှင်တစ်ယောက်ဖယ်နော်ဆက်မပြောနဲ့တော့မင်းနှခေါင်းကသွေးတွေထွက်နေပြီငါ့ကိုလာမထိနဲ့မင်းငါ့အကြောင်းမသိသေးပါဘူးကွာငါကြရဲအားလုံးကိုဘာဖြစ်လို့လုံနေရလဲဆိုတာမင်းကိုယ်ရိုင်းမသိဘူးမလား ငါဘက်ကစားခရူးဆက်ရမှာလဲကျွန်တော်သူ့ရဲ့စကားမှာအရင်စိတ်ဆိုးတော့ပါတယ်ပြီးတော့တီယိုကိုတက်တက်ကြည့်လိုက်ပါတယ်သူ့နားဆောင်းလိုက်ပြီးတော့ကျွန်တော်သူ့ကိုတစ်ချက်တန်းနေလိုက်ပါတယ်ငါမင်းကိုသဘောကျတယ်တီယိုငါမင်းကိုသဘောကျခဲ့တာကနှစ်ပေါင်းမြောက်စာကလေးကပါမင်းတခြားသူတွေနဲ့ရှယ်မိုးပြီးတော့စကားပြောတဲ့အချိန်ဒီမှာငါစိတ်ထဲတအားကိုခံစားရတယ်အဲ့ဒီလိုအခိုက်အတန့်တွေမှာမင်းရဲ့ခံစားချက်တွေကိုဝယ်ယူလို့ရနိုင်ကောင်းမဲ့လင်ကတွေးခဲ့တယ် ငါးတယောက်ထဲကိုပဲကြည့်ပြီးတော့ငါးတယောက်ထဲအတွက်ပဲရှင်မိုးစီကျင်တယ်။ထားကိုချပြီးတော့အတီကိုကောက်ရှက်တက်သွားပါရယ်။သူမျက်နှာကကြောင်တတော်နဲ့သူ့ရဲ့လက်ကိုသူနှခမ်းပေါ်မှာတင်ထားနေပါရယ်။ကျွန်တော်လည်းသူ့ကိုနားလိုက်မိတဲ့အတွက်နောက်နောက်ရောက်သွားခဲ့တာပေါ့။ငါဘာဖြစ်လို့ဒီကိစ္စတွေကိုအခုထိမပြောခဲ့လဲဆိုတာမင်းသိရလား။အခုလိုမျိုးမင်းရဲ့ခံစားချက်ကိုငါမြင်ရမှာကြောက်လို့လေ။ Grey ငါသူ့ရဲ့စကားမဆုံးခင်မှာပဲကျွန်တော်ထွက်လာခဲ့ပါရယ်။ အီလီယိုစီကိုတွားလိုက်ပြီးတော့ကျွန်တော်သူတန်ရတွေကိုဆေးလင်းပေးနေခဲ့ပါရယ်အီလီယိုမင်းခုနကပြောခဲ့တဲ့စကားလုံးတွေကဟာတာတတ်တတ်ပဲဟုတ်တယ်မလားဟာတာလားတကယ်လားမင်းကဘယ်လိုထင်လို့လဲအခုချိန်မှကတီယိုကောက်လဲပြီးတော့တခြားသူငါတော်ရှိမနေဘူးလေခုနကလည်းရယ်ငါရဲ့ခန်းစားချက်တွေကိုသူစီကိုဝန်ခံခဲ့ပြီးပြီမင်းတကယ်ပြောခဲ့တာလားဟုတ်တယ်ငါတကယ်အငင်းခံလိုက်ရသလိုပဲကျွန်တော်ဝမ်းနေပြီးတော့ငိုနေတာကိုအီလီယိုကနှစ်သိပ်ပြီးနေပါရယ် ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အချိန်ကြီးအခါခါတွေးခဲ့ပါတယ်။အချိန်ကြာကြည့်ခင်လိုက်ကြတဲ့ကျွန်တော်ရဲ့တင်ငချင်းကအခုလိုမျိုးခွန်ဆာချက်တွေဖွင့်ဟောလာကြရပေါ့။ဒါကိုဘယ်လိုဖြေရှင်းရမလဲကျွန်တော်မသိတော့ဘူး။နောက်နေ့ကျတော့ပုံမှန်တန်ကြောင်းတက်ခဲ့ကြတယ်။ Grey ကတပတ်တိတိကြောင်းမလာခဲ့ပါဘူး။ကျွန်တော်သူ့ကိုဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ဘာလို့ပြန်ကြမှာမရောက်ခဲ့ဘူးလဲ။တနေ့ကလုံးလဲအတွေ့ပေါင်းများစွာနဲ့ကျွန်တော်ဝမ်းနဲ့ပြီးမှိုက်တိုင်နေခဲ့ပါတယ်။ဒီလိုခန်းစားချက်တွေကကျွန်တော်တို့တကယ်အဆင်မပြေလိုက်တော့။ ျွန်တော်လမ်းလျှောက်နေတော့ရုတ်တရက်သလို့ရှိမှလူတစ်ယောက်ကရှောက်လိုက်ပါတယ်။ကြည့်လိုက်တော့သူကအီလီယိုဖြစ်နေတယ်။သူကမင်းကိုတကယ်သဘောကျတာနော်။အဲ့ဒါဆိုငါကသူ့အတွက်ဟန်ဆောင်ပြီးတော့ကူညီပေးနေကြတာပေါ့။မင်းမတော်လို့ဖြစ်သွားအောင်လို့တမင်တကွာတရက်ပုံစံပြနေတာ။ဒါပေမဲ့ငါကိုယ်တိုင်လည်း grey ball ကိုခန်းစားချက်တွေဖြစ်သွားမယ်လို့တကယ်မထင်ထားခဲ့တာ။ငါသူ့သဘောကျတယ်။သူ့ရဲ့အကြည့်လေးတွေသူ့ရဲ့အပြုံးလေးတွေသူငါ့ကိုသဘောကျလာမယ့်အချိန်ထိလည်းငါစောင့်နေဖို့ရုပ်ကြည့်ချက်ရှိရဲ့။ အဲ့ဒါကြောင့်မင်းတို့သဘောမကျအောင်ဆိုရင်လည်းတက်တက်ပြောပြီးတော့ပြပြတတညင်းလိုက်စပ်ပါအခု grip ပါလဲမင်းတည်လားငါတို့ဆက်တွယ်လို့မရတော့ကြာနေပြီသူကမင်းကိုဘာမှပြောဘူးလားမစခင်မှာသူကနိုင်ငံသားကိုပညာတော်တင်သွားတော့ပါအနုပညာမိချတဲ့သူ့ကိုမိဘတွေကစောက်တက်ခံလိုက်ကြတာဒါဆိုရင်သူဘယ်တော့သွားတော့မှာလဲဒီပတ်တည်းပဲဖြစ်မယ်ထင်တယ်ကျွန်တော်သတိမဲ့ခရီးရဲ့အိမ်ကိုပြေးသွားလိုက်ပါတယ်ခရီးငါမင်းကိုပြောချင်ရှိတယ် စကိုင်းအစ်စီတဘို့တဲ့နေရောက်တော့ထိုင်နေကြကော်ဖီဆိုင်ဘက်ကိုထွက်လာခဲ့ကြပါရယ်။မဲနိုင်ငံကြကပညာတော်တင်သွားတော့မစ္စတာငါကြရယ်။ဟုတ်တယ်။ငါလည်းပကြည်ပညာနဲ့ပတ်သက်ပြီးတော့ပို့ပြီးလေ့လာချင်လို့တောင်းပုလို့လိုက်တာ။မတော်ခင်မှာတော့မင်းကိုနှုတ်ဆက်ဖို့စီစဉ်ထားပါသေးတယ်။ဘာဖြစ်လို့အဲ့လိုကြီးမညံ့ထွက်သွားမှလဲ။တကယ်တော့ငါမိဘတွေကသွားခိုင်းနေတာကြားပါပြီ။ငါမင်းကိုသဘောကျတဲ့စိတ်နဲ့ဒီမှာပဲဆက်ပြီးတော့နေနေတာ။ဒါပေမဲ့အခုတော့ငါဒီမှာဆက်ပြီးတော့နေစရာအကြောင်းရင်းကမရှိတော့ဘူးလေ။ ခရငါတို့ကတငယ်ချင်းနဲ့ဖြစ်ခရာအချပြမဟုတ်ဘူးလားအရှင်တို့ကလိုပဲငါတို့တငယ်ချင်းဆက်ဖြစ်လို့မရဘူးလားမရဘူးလေငါတို့ကတငယ်ချင်းဖြစ်ခရာ10နှစ်တောင်ရှိသွားပြီအဲ့ဒီအချိန်တွေတွေ့မှလဲငါမင်းကိုအမြဲတမ်းသဘောကျခဲ့တာအဲ့ဒါဆိုငါတတော့အဲ့ဒီအချိန်ကအရန်ကိုကြားရှင်လုံးနေပါပြီခရထတော်ရမဲ့အချိန်မှာကျွန်တော်ထပြီးတော့သူ့ကိုတားလိုက်တယ်ငါမင်းစီကိုစားရပြုတ်ပေးလို့ရမလားခရကတော့အဲ့ဒီနေ့ကကျွန်တော်ရဲ့အမေကိုပြင်မပြောခဲ့ပါဘူး ဂျီလိုနဲ့ပဲဂရိတ်ကကျွန်တော်ပွားရဲကနေဖြည်းဖြည်းချင်းပြောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့နှလုံးသားထဲမှာတော့တနည်းအားစားကအတူတည်းရှိနေပြီးသားပါ။ကျွန်တော်တို့နေအောင်အတူတူရှိခဲ့တဲ့နေရာတွေကိုရှောက်တဲ့အချိန်တိုင်းအမြဲတမ်းအမတ်တရတွေကကျွန်တော်စီမှာပြန်ပြီးတော့ပေါ်လာတတ်ပါတယ်။လာစင်လာတိုင်းကျွန်တော်ဂရိတ်စီကိုစားရပို့လို့ရှိပါတယ်။ဂရိတ်ကတော့ကျွန်တော်စီကိုတစ်ခါတလေမှစားပြန်ပါတယ်။အဒီလောက်နဲ့တွေကျွန်တော်တက်ကိုလုံလောက်နေပါပြီ။သူရဲ့နေထိုင်မှုပုံစံအစ်တီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုသူပြပြပါတယ်။ သူခုအစ်စ်ပြောင်းသွားတဲ့မျိုးရယ်သူတင်စားနေရဲ့ဘာသာရက်တွေအဆောင်ရောပဲကျွန်တော်သူ့ကိုဘလောက်တော်လွယ်နေရယ်ဆိုတဲ့အကြောင်းလဲစာရိုက်ထည့်ပြပါရယ်ကောလိတက်တဲ့အချိန်ဒီမှာကျွန်တော်ကောင်မလေးတချို့နဲ့လဲတွဲဖို့တော့စူးစမ်းခဲ့ပါသေးတယ်ဒါပေမဲ့သူတို့နဲ့ဆိုတော့ဘာမှမခံစားရဘူးကျွန်တော် green နဲ့ negative ရဲ့အကြောင်းကပဲကျွန်တော်ခေါင်းထဲမှာ patria ထပ်ပြီးတော့ခန်းစားချက်တွေပြန်ဖြစ်နေပါတယ်။အဲဒီတော့မှကျွန်တော်သူ့ကိုစိတ်ဝင်စားနေရဆိုတာကိုယ့်ကိုယ်ကိုနားလည်သွားခဲ့ပါတယ်။ကျွန်တော်အဲ့ဒီ character နဲ့နောက်နောက်ရမိပါတယ်။ ကျွန်တော်သာအဲ့ဒီခေါက်တိုင်တော့ကတတိရှိပြီးတော့သူ့ကိုခေါက်စားချက်တွေဖွင့်ပြခဲ့ရင်ကျွန်တော်ဒီလိုမျိုး grey ကိုဆောင်းရှောင်းလိုက်ရမှာမဟုတ်ဘူးလေ grey ကလည်းကျွန်တော်စီကထွက်သွားမှာမဟုတ်ပါဘူး grey မရှိရတဲ့အချိန်တွေကကျွန်တော်ဘုရားမှာတစ်စိတ်တစ်ပိုင်းလွတ်ထွက်သွားသလိုခံစားနေရပါတယ်အဲ့ဒါကြောင့်အလုပ်တွေကိုပုံပြီးအာရုံစိုက်ခဲ့ပြီးတော့ကျွန်တော်အာရုံပြောင်းနိုင်ဖို့အတွက်အများကြီးလုပ်ခဲ့ပါတယ်ကျွန်တော်ဘွားတို့အရင်ဖြစ်ပေမဲ့အားစိတ်တစ်ခုမရှိတော့သလိုခံစားနေရပါတယ်။ဒီလိုနဲ့၅နှစ်တာအချိန်ကြာသွားခဲ့ပါတယ်။ မင်္ဂလာပါဗျာမေးထပ်ပြီးတော့ရောက်လာပြီလားဘီယာတစ်ခွက်ချပါအောင်ကွာဟာဒီတပတ်ထဲမှာလည်းမင်းလာတာကငါးကောင်းမြတ်ဖြစ်နေပြီနော်နောက်တစ်ခါမလာနဲ့တော့မင်းမျက်နှာကြီးကိုမြင်နေရတာငါတော်တော်ညင်းငွေနေပြီတိလားခရေးမင်းသားမြင်မဲ့ဆိုရင်ငါပြပြစင်တာတစ်ခုရှိတယ်ငါနဲ့အီလီယိုတို့အခုဆိုရင်တကယ်ချင်းနေဖြစ်သွားပြီလေရှင်ကထပ်ပို့ပြီးတော့နီကလာကြရယ်သူကလည်းဘာလဲအသေးလေးတစ်ခုဖွင့်ထားပြီးတော့ငါအများရဲသွားထိုင်ပြတယ် အခုတလောငါရွှမ်းတောက်ဖြစ်နေတာမင်းစီကနေပြီးတော့ပြန်စားမလာတော့လဲကြာနေပြီနော်အားလုံးရောအဆင်ပြေနေရလားကျွန်တော်တောက်တာများသွားပြီးတော့အဲ့စပွဲမှာလည်းမှောက်သွားပါရယ်ဟေးထောက်အောင်လေကွာမင်းအခုတလောဂရင်းနဲ့အဆက်အသွယ်ရသေးလားဂရင်းလားမရှိပါဘူးမင်းကအခုချိန်ထိသူ့စီကိုစားရပို့နေတော့မလားဟုတ်တယ်ဟာမင်းကအတော်ဆွဲကောင်းလာကြည်လားငါမင်းကိုမပြောရသေးတာတခုရှိတယ် ။မင်းဖြစ်ကြရင်ငါကောင်မလေးတယောက်နဲ့တွေ့တယ်မလို့။ဟုတ်တယ်။အခုတော်တော်မင်းမိကတော်တော်လေးပေးစားနေတာများတယ်နော်။ငါလည်းညင်းနေတာတယောက်ဖေးတယောက်ပဲ။ဒါပေမဲ့မင်းဖြစ်တွေ့မဲ့တယောက်ကတော့ညင်းလို့မရတော့ဘူးထင်တယ်။ငါမိကသူတို့မိသားစုတော်တော်လေးကိုသဘောကျနေတာ။အဲ့ဒါကြောင့်သူတို့မိသားစုနဲ့လက်ထပ်စီချင်နေတာလေ။ဒါဆိုရင်မင်းကတော့တကယ်လက်ထပ်ချင်လို့လား။အတိတ်ကိုမေ့ပြစ်ပြီးတော့အနာဂတ်ကိုပြန်ပြီးစတင်ရမယ်အခြေလို့ထင်တာပဲ။မင်းရောအဲ့ဒီလိုမထင်ဘူးလား။ ောက်ထပ်ရက်တွေမှာလည်းကျွန်တော်ပုံမှန်အတိုင်းဆိုင်ကိုလာပြီးတော့ထိုင်နေကြနေရလေးမှာပဲထိုင်နေခဲ့ပါရယ်။ဟေးမင်းရဲ့တိတ်ကဘလို့ဖြစ်သွားလဲ။အားလုံးကတော့အဆင်ပြေခဲ့ပါရယ်။ငါ့မိကလည်းချစ်သူကောင်မလေးထားဖို့ငါ့အသေးအတန်တိုက်တွန်းနေရလေ။ဒါပေမဲ့အရေးကြီးတာတစ်ခုကမင်းပဲမဟုတ်ဘူးလား။မင်းကသူ့သဘောကျလို့လား။ဘာလဲမသိချောပြီးတော့ကျွန်တော်ရဲ့အီလီယိုတို့စကားဆက်မိခဏလောက်ပြပြခဲ့ကြပါရယ်။ဒေါ်ဆာတာကျွန်တော်မူတော့စပွဲမှာမှောက်နေခဲ့ပြန်တာပေါ့။ ။မိုးဝေနေတဲ့အစီနဲ့ကျွန်တော်ရဲ့မျက်ဝန်းနေထဲမှာဒစော်တယောက်ကဖြတ်လာခဲ့တယ်။သူကတော့ grey ပဲ။ကျွန်တော်ရုပ်တရက်နုလာခဲ့တဲ့အချိန်မှာ Ilio နဲ့ grey တို့ကတက်တက်ဆော့ဆော့စကားပြောနေတာကိုကျွန်တော်တွေ့လိုက်ရပါတယ်။မင်းတောက်ချင်လား။အဲ့ဒါ grey လား။ငါအိမ်မက်မျက်မက်နေရလား။အပြုံးလှလှလေးနဲ့သူက Ilio ဘေးနားမှာမတက်ရက်နေပါတယ်။ကျွန်တော်ချက်ချင်းမဲ့ grey ဆိုတာတေချာရနဲ့သူ့လက်ကိုဆွဲပြီးတော့အပြင်ဘက်ထွက်လာခဲ့လိုက်ပါတယ်။ နေရံဘက်ကိုမိလိုက်ပြီးတော့ကျွန်တော်သူ့နှာခေါင်းလေးကိုနှမ်းလိုက်ပါတယ်။မင်းဘာဖြစ်လို့အခုမှရှောက်လာတာလဲကွာ။ဘာဖြစ်လို့လဲ။တေယိုငါငါကအခုငါရဲ့ဘဝအတိတ်ကိုစတင်တော့မလို့လေ။မင်းမတယောက်ကိုလက်ထပ်လို့တော့လုံနေတာ။မင်းဆက်ကိုငါကမေ့သွားပြီ။ဘာကြောင့်များမင်းကအခုမှပေါ်လာရတာလဲ။တေယိုငါငါတောင်းမမာရယ်။ဟမ်တောင်းမမာရယ်။ငါကိုယ်တိုင်လဲမင်းမမပြောက်ချင်ပါဘူး။အဲ့ဒါငါသိတယ်။ ငါမေကိုချစ်တယ်နော် gray ကျွန်တော်သူ့ဖတ်လိုက်ပါတယ် gray ကလည်းကျွန်တော်ကိုပြန်ပြီးတော့ဖတ်ထားလိုက်ပါတယ်နောက်နေ့မနေ့ကျတော့ကျွန်တော် gray ရဲ့အိမ်မှာအိပ်ပျော်နေတာကိုသိလိုက်ရပါတယ် gray ကကျွန်တော်ဘေးနားမှာအတူတူအိပ်ပျော်နေပါတယ်ဒါကတကယ်ကိုပဲအိမ်မမဟုတ်ဘူးမလားကျွန်တော်ရှက်ပြီးတော့အိယာကထားလိုက်မိတယ်မင်းတို့ people တကယ်ကြီးမင်းရောက်နေရလားဘာဖြစ်လို့ဒီလိုရောက်နေရလဲညကငါတို့တွေအီလီယိုရဲ့ဘာမှတွေ့ခဲ့တာလေမင်းမမှတ်မိဘူးလား အရင်ပြတ်ပြီးတော့ကျွန်တော် grade ကိုဖတ်ထွက်လိုက်ပါရစေ။ကျွန်တော်ရဲ့မျက်နှာမှာလည်းမျက်ရည်တွေစီးကျလို့နေပါရစေ။ဒီတစ်ခါတော့ကျွန်တော်ကိုကျွန်တော်ဂတိပေးပါရစေ။ကျွန်တော်သူ့ကိုဘယ်တော့မှလက်လွတ်တော့မှမဟုတ်ပါဘူး။ကျွန်တော် grade ရဲ့ဘီမှာလှည့်လျောက်နေပါရစေ။အချိန်ကြာကြီးပျောက်ဆုံးနေခဲ့ရတဲ့ကျွန်တော် grade ရဲ့မျက်နှာကိုတေချာလေးဆက်ကြည့်နေခဲ့ပါရစေ။ grade နေ့ကအီဒီယိုနဲ့မင်းကမတက်ရက်ပြီးတော့ရှင်မုန်းနေတာကိုမြင်တော့ငါဘယ်လောက်ထိတဝင်တူခဲ့ရလဲဆိုတာမင်းသိရလား။ ဒီခန်းစားချက်ကလွန်ခဲ့တဲ့9နှစ်ခရဲကငါခန်းစားခဲ့ရတဲ့ခန်းစားချက်နဲ့တကယ်ပဲမင်းကိုမိနာနဲ့ဆက်ပြီးတော့မြင်ခဲ့ရတဲ့အချိန်တွေကပေါ့ငါမင်းကိုအဲ့ဒီခရဲကသဘောကျနေခဲ့တာထင်တယ်ဒါပေမဲ့ငါကငါနားမလဲခဲ့တာငါမင်းကိုအပြစ်မတင်ပါဘူးငါတို့ကအဲ့ဒီတုန်းကအရန်ငယ်သေးတာပဲကိုအဖြစ်မှန်တွေအလုံးကိုအမေကိုပြလိုက်ပြီးတော့အဲ့ဒီမင်းကလေးကိုလက်မှတ်ခံနိုင်တဲ့အစားငါပြလိုက်တော့မယ်မင်းကတော့ငါရဲ့တူရဲတော့အချစ်ဖြစ်ပြီးတော့ငါလက်ထက်ချင်တဲ့သူပါ တောက်လည်းနားလည်ဖို့အတွက်ငငါးနှစ်တာလောက်အချိန်ကုန်ဆုံးပြီးတော့အဆောင်ခဲ့ရတာ gray ဒီတစ်ခါတော့ထွက်မသွားတော့ဘူးဆိုတဲ့ဂတိကိုကို့ပေးပါနော်မသွားတော့ပါဦးဂတိပေးပါရနော်ဒီလိုပြောခဲ့ကြပြီးရနောက်ကျွန်တော်တို့နှစ်ယောက်ညင်သားတဲ့အနန်းတစ်ပွဲကိုအထူးထူးပေးလိုက်ကြပါရဆယ်လန်လေးကတော့ဒီလောက်ပါပဲရှင်ပရိသတ်လေးတို့အားလုံးလည်းနောက်နေ့မှဒီလိုချိန်လေးမှပြန်လဲပြီးတော့အဆောင်ရပြီးအားပေးကြပါအောင်နော်ဆယ်လန်ကလေးတွေကိုပရိသတ်လေးတို့စီကိုယူဆလာပေးပါအောင်ပဲရှင် တာယာအစ်ချန်နယ်ရဲ့လူတွေကိုပိုင်ဆိုင်နေကြပါစေနော်